မင်းစားမရတော့ငါ့ကိုတွားလေးစိုက်ပေးပါတွားလေးလှူပေးပါလို့ပြောနေမယ်ကောင်မဟုတ်ဘူးတချောင်းနဲ့တချောင်းနှုတ်ပလိုက်မှာသဘောပေါက်လားတရက်ကလေဆရာမဘွားကနေမှာခိုးမယ်နော်ဆရာမလိုက်အေးခလေးအကြီးဆုံးနေရာကြီးမျိုးတိုင်းနေမယ်လို့ပြောတာအင်းမလောက်ခလာနဲ့နော်ပွားပြီးတော့ခိုးတာဒါမှကိုယ့်ဘက်ကတောင်းကြည့်တယ်မလားကြည့်တယ်အေးဒီကဒီကဘာမှမဟုတ်ဘူးကျတရားထိုင်မှသိရတဲ့အသည့်တရားထိုင်ယောဂီတွေအမေးများတဲ့မိကွန်က တပည့်တော်တရားထိုင်ရင်စိတ်မငြိမ်ဘူးဖေ။အဲ့ဒါလုံးဝကောင်းတဲ့အသည့်ပဲ။ Hello အားလုံးပဲမင်္ဂလာပါဗျာ။ကျွန်တော်ဒီနေ့လဲထုံးစံအတိုင်းပေါက်ပေါက်ဆက်ဆက်ရည်ရည်ဗီဒီယိုလေးတွေရွေးရှင်လုပ်သွားမှာပဲဖြစ်ပါတယ်။ကျွန်내တူတူအပြင်းပြေးလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်။ အကိုရေးရဲ့လာမယ့်9လပိုင်း12ရက်နေ့မှာတဲ့ညီလေးရဲ့မွေးနေ့လေးပါတဲ့မွေးနေ့မှာတဲ့အကိုလေးကိုတဲ့တွားလူကျင်လို့တဲ့ဘလို့ဆက်သွယ်ရမလဲတဲ့ဖြေပြီးပါအောင်ကြံကြံပန်းပန်းနေအေးလုတ်ပြီလုတ်ပြီကဲမင်းမမင်းမွေးနေ့မကလို့ဘာသေးပဲဖြစ်ဖြစ်ကွာမင်းမင်းမင်းငါတွားလူခံလာငါမင်းမမင်းလို့ရှိရနေပြောလုတ်ပါကွာငါ့ကိုတွားလေးလူပဲတနာပဲတနာကြပါကွာငါ့ကိုတွားလေးလူကြပါလို့မင်းတို့ရှိရငါအလူခံလာဘာနဲ့နေကောင်းအဲ့တွားအဲ့လိုပဲလှူလို့ရတဲ့အမျိုးလားဟင်ကျွန်တော်နားမလဲလို့ပါတွားလှူလို့ရတဲ့အမျိုးလားဟင် ပြီးတဲ့သူများတစ်ချက်လောက်ရှင်းပြပါဦးပြပါလို့မင်းတို့ရှိရငါအလှူခံလာငါမင်းမင်းတို့ရှိရငါအလှူခံလာလို့ဟမ်ဒါတက်တက်ရန်စလာလူပေးစရာအကြောင်းမရှိဘူးမင်းတို့ငါ့ကိုတနာစရာဘာအကြောင်းမှမရှိဘူးသဘောပေါက်လားဟဲ့တွားကျိုးပေးမယ်ဟဲ့ဆော်ရှိတယ်မာနာခတ်ကြီးကြီးရဲ့သဘောပေါက်လားဟမ်ทำไมซามะยาโดงาตวาเลไซไปบาตวาเลหลู่ไปบาโดပြောနေမဲ့ကောင်းမဟုတ်ဘူးတချောင်းနဲ့တချောင်းနှုတ်ပြလိုက်မှာသဘောပေါက်လားငါတို့ကအနဲ့တော့မခံဘူးနည်းနည်းနဲ့ရနဲ့နည်းနှုတ်ပြလိုက်မှာ သွားလှုပ်ရှုပ်နေတယ်ဘာမှမလူခိုင်းမက်မမွေးနေမကားလို့ခေါ်နေမဲ့ဖီဖီဖះမှာသွားပြီးတော့ပန်းရေချမ်းကတ်လူပြီးတော့ဆူတော့နော်ကြမ်းကြမ်းဖန်ဖန်သွားပြီးတော့ဒါတက်တက်ရန်စတာနော်ဘယ်နဲ့ဗျာမွေးနေမှာပန်းလူတာတို့ငှက်ကလေးတွေအစာတွေးတာတို့ခိုလေးတွေလှွတ်တာတို့လှုပ်ရမှာဘောနော်သူကမွေးနေမှာသွားလူခြင်းလူတဲ့ ကလေးကချက်ချင်းတိတ်ရောတာနော်သူ့ကြည့်ပြီးလုံးဝအငိုတိတ်ရောတာကလေးကိုအငိုချော့တယ်နီတော်တော်ပိုင်တယ်နော်ဒီနီးလေးမစိုးစမ်းတုံးကြည့်တယ်နဲ့ လေကွင်းနဲ့ကြလို့ကတ္တရာလမ်းပေါ်သာဒီလိုကြလို့တော့ share တွေဂွေလိုက်ကိုကျွတ်မဲ့အကွက်တွေပုံသွားတဲ့ခါမှာအဲသူကနောက်ပိုင်းကလည်းမတရားခိုးဘူးမလုံးအောင်ဒါကိုချင်းတရားမကောင်းတာပဲအဲ့ဒါဒါကငါပြောပြမယ်ပေါ့ဒါတဲပဲပြောလိုက်မယ်ညီကလည်းညီအကြီးညီဆုံးမအမညီမပြောပြောလဲပြောတယ်อืมညီကညီပြောဘူးတော့လိုတယ်နော်ဒီကိစ္စတရားကလေဆရာမဘွားကနေမခိုးမယ်နော်ဆရာမလိုက်အဲ့ ခလေးအကြီးဆုံးနေရာကြီးမျိုးတောင်းလိုက်မယ်လို့ပြောတာမလောက်ခလာနဲ့နော်ပွားပြီးတော့ခိုးတာဒါပေမဲ့ကိုယ့်ဘက်ကတောင်းဝန်ကြီးတယ်မို့လားကြီးတယ်အေးဒီကဒီကငါသိပြီလားဗျငါညီငယ်လေးရငါသဘောပေါက်တယ်ညီကတောင်းဝန်ကြီးတယ်လို့ဟောညီညီအကူတွေကြောင်စားသုံးမကြလို့ဒါညီမျက်နှာပြရတာတွေပဲရှင်းရှင်းပဲဒီကောင်မစားသုံးမကြလို့ညီပြတာပဲရှင်းညီအနေနဲ့ပြောရမှာမလို့၆ပြည့်ခင်သေးလဲစင်ဟုတ်တော့မလားဟုတ်တယ်အေးတော်ပြီလားကိုကဆရာတော့အော်ကိုပြောတဲ့စကားကိုနားမထောင်ဘူး နားထောင်လားမထောင်ဘူးလားအဲ့ကောင်မအခုကိစ္စကလည်းအဲ့ဒါပဲကွာတက်ပါလုတ်ပါဟဲ့မိဘတွေပါလေဘာကူမလားဒီမကြီးအေးတန်နေရလေသူ့အမေကိုပြောဆိုလို့ဆိုပြီးကြီးကြီးငယ်ငယ်ရလေနှစ်ရက်ထွက်ပေါ်လာအေးဒီကောင်မောက်ထားခဲ့ပြီဟာဘလို့ဖြစ်တာမသိဘူးတင်းတုပ်သူ့မေရောတရားဖြစ်တာတဲ့ तू က तू ကပြန်ပြောတာလားအင်းအောင်မကောင်မအဲ့လိုဖြစ်နေပြီဆဲတယ်တယ်ပြီ ဟာဘယ်လိုဆက်ရအောင်လုံးဝစကားပြောတာလူကြီးတယောက်လိုပဲเนาะဟန်ပန်အမူအရာ အပြည့်နဲ့လုံးဝကိုပြောတတ်တာဗျာကြည့်ပါဦးချစ်စရာလေးဖေလုံးမာရေမသာမိုင်ဆဲတာအဲမိုင်းလိုက်လာအဲ့လိုဆဲတတ်နေပြီလားအာလာမလို့ပြန်ဘူးမဆဲမနော်မဆဲမနော်လို့ပြောတာမန်နဲ့မဲတယ်နော်အခုဒါမှညီခုဆဲပြနေတာကိုမဆဲတတ်သွားအောင်မယ်အဲ့ဒါနဲ့ကိုမန်ပြောပြတာဒါသဘောပေါက်တယ်ညီမဆဲတတ်ဘူးဆိုတာငါသိတယ်ဒါကနမူနာပြောပြတာဟုတ်တယ်မလား ာသိတယ်ငါသဘောပေါက်တယ်ဘာဖြစ်လဲညောင်ကူလည်းပဲညီးမအတောင်အောင်ရှိတယ်ကိုကညီမဆိုပေမဲ့လို့ဖြစ်ရင်ညီးပဲစောက်ချက်ဝဲမှာမလားဘာဖြစ်မအောင်ညီးပါဖြစ်မှာစောက်ချက်ဝဲအဲ့ဒါရှင်းရှင်းလေးအဲ့ဒါကိုကိုကငယ်ပဲဆိုပေမဲ့လို့ငယ်တဲ့တည်းမှာငယ်တဲ့လူကလည်းဆုံးမခွင့်ရှိတယ်ແລະລູກວ່າບໍ່ຜິດຄຸນຊິຍາເອີຈີ້ແດລູກວ່າມາຊົງມາລະບໍ່ຮູ້ແລະລູກວ່າລະມັນແລະເຖິງຊົງມາມາເຮັດແດເຮັດບໍ່ລະປ້ານວັນຍິນຍາເຖິງເຖິງເຖິງມາມາລະ ุญีทิ้งเนี่ยชาเนี่ยมาผิดแล้วคุญีตีโคเอ้ยคุบาริโคเนี่ยบอกแล้วไม่บอกหรอกပြောတော့မပြောတော့မရပြန်ဘူးအေးမပြောရလဲကိုပဲကိုအမျိုးတော်နေတာလीမာချူတူခံရလဲမပြောတော့မဲတဲ့အဲ့လိုပြောလာပြောလာအေးမာချူချုံခံရလीကျုပ်ပြညာတူတူနေရာဆိုတော့တိရလीတမိကြီးပဲလာလာတိုင်းအဲ့လိုတိုင်းလာလာအဲ့တော့မဟုတ်တခုရရှိရပါညို့တယ် မှန်ပြောရင်လူကြီးတယောက်လိုသဘောထားရလဲပါလောက်ပါလေဟုတ်တယ်မဟုတ်အဲ့ဒါလဲပါလားဘီရဲ့လူလည်းအပြောကတော်တော်ကောင်းတယ်နော်အင်းကိုကအကြီးလိုပဲညောင်ညောင်ပြီးတော့တော်တာကိုအကုန်လုံးဟုတ်တယ်မလားတော်တဲ့လူဆိုတော့ဘာပဲဖြစ်ဖြစ်ညို့လာပြီးတော့တိုင်းမင်းနဲ့သဘောပါဟာကြီးဆွေးနွေးတဲ့သဘောဟုတ်တယ်မလားမကြီးမပြူချလေမမပြူချမုံတိုင်းတမို့လာတိုင်းနာမပြူချအဲ့ကြ mà này mà này tụi mày chú ý về lại <laughs> còn mà à mày chú ý về chú thế này bộ mấy này phải đi xa chưa mông nè đi đi mà chú chơi cái <laughs> sao này ta này ta đi mông cái sao này ta này lùi qua ra đấy anh chồng tụi mày đang xin lá đài nè anh chồng viêm viêm bế lại nó mà bế ngã lá bà đâu mày lùi qua ra mấy này là ô đi tụi mà về đã rồi đi à mày xin rồi đó ta khao không ai lấy à ta khao không ai tu nhau mà dùng đồ sờ bị mà biết lúc nào là để đuôi lúc này đi để cha má để đuôi đuôi ăn nhiều để mấy lại là cha má để đu kéo cái là xây cùng đi ê ê là xây cùng bùa xây cùng ngoài mà má lâu mía u ê xây cùng ngoài mà má lâu mía cha má để bà má không biết đâu bà má sẽ làm như vậy bà má không biết đâu chắc chắc đúng không bà má không biết đâu chắc

။သူလည်းသူ့စိတ်ထဲရှိတာပြောလိုက်တာပဲလုံးဝရောသမားမှွေပြစ်လိုက်တာနော်။တားဆို့နေခဲ့လိုက်တော့လေးဦးကလော်အေးမောင်သူမမောင်သူမန်နေသူမန်နေ။3 o'clock 4နာရီဆိုရင်4 o'clock ပါဘူးမေးတဲ့လူတခါတည်းစိတ်ပြတ်သွားတာလေ3 o'clock 4နာရီဆိုရင်4 o'clock အေးဟုတ်နေတာပဲတရားထိုင်မှတည်ရတဲ့အသည့်တရားထိုင်ယောဂီတွေအမေးများတဲ့မိကွန်ကတပည့်တော်တရားထိုင်ရင်စိတ်မငြိမ်ဘူးဖျားအဲ့ဒါလုံးဝကောင်းတဲ့အသည့်ပဲ ဘာဖြစ်လို့လဲလို့မေးရင်စိတ်မငြိမ်တာကို သူတရားထိုင်မှသူသိရတယ်တကယ်တော့စိတ်မငြိမ်တာဒီအိမ်မှာဘာပဲလုံနေနေလုံနေတဲ့အလုပ်တိုင်းမှာသူစိတ်မငြိမ်စိတ်မငြိမ်မဲနဲ့သူလုံနေရတာအဲ့တော့ကိုသူတရားထိုင်လိုက်မှငါစိတ်မငြိမ်ပါလားဆိုတော့သူကိုယ်တိုင်သိလိုက်တာအဲ့ဒီအတိတ်ဒီ past that လုံးဝသိကောင်းတဲ့အတိတ်ဒါဆိုရင် တပည့်တော်တယောက်ထဲလာလို့မင်းမနေ့ကပြောခဲ့တဲ့အဖြေအတိုင်းယောဂီတော်တော်များများဟာတရားထိုင်နိုင်စိတ်မငြိမ်ဘူး။ဘာဖြစ်လို့လဲလို့မင်းစိတ်မငြိမ်တာကိုတရားထိုင်မှသိတာ။ဒါကြောင့်တရားထိုင်လို့ပြောတာ။အဲဒီစိတ်မငြိမ်ရောင်ရဲခန့်နေသောစိတ်သည်ကိလေသာစိတ်ပဲ။စိတ်မငြိမ်နိုင်ရောင်ရဲခန့်နေသောပြာရန်ခန့်နေသောပူလောင်နေသောဆွဲလန်းနေသောအတ္တဆန်းနေသောဒိဋ္ဌိများနေသောစိတ်သည်အဲ့ဒါကိလေသာစိတ်ပဲ။ အဲ့ဒီစိတ်တွေဟာထိုင်းနေရင်လည်းဖြစ်တယ်အိတ်နေရင်လည်းအိတ်မပြောခင်တောက်ချောင်းဖြစ်နေတာဒါကြောင့်အဲ့ဒီပုံကိုတည် तू စိတ်မငြိမ်ပါလားလို့အဲ့ဒီချိန် तू မသိဘူးညသူဘယ်အချိန်မှ तू တိသွားတယ်လို့မင်းတရားထိုင်တိုင်းမှာ तू စိတ်မငြိမ်ဘူးဆိုတာတိသွားတယ်ဘာဖြစ်လို့တိတာလဲလို့မင်းရင် तू စိတ် तू ပြန်တိလို့ဟုတ်ပြီဒါဆိုအဖြစ်တစ်ချက်တည်းထုံမယ်တပည့်တော်စိတ်မငြိမ်ဘူးဗျာအဲ့ဒီစိတ်မငြိမ်သောစိတ်ကို တပိတော့အတက်နိုင်ဆုံးငိမ့်အောင်ထင်းညင်နေတရားထိုင်မှာမဟုတ်ဘူးသမင်းချက်ရင်အဝိရှော်ရင်ရေခိုင်ရင်စသည်ဖြင့်အိမ်မှုအိမ်တော်မှုစသည်ကိစ္စအလုပ်တွေလုပ်ရင်းနဲ့တပိတော့စိတ်ငြိမ်ခြင်းနဲ့ဆိုလို့ရှိရင်တစ်ချက်တည်းပဲကိုယ်စိတ်ကိုတည်ပေးပါကိုယ်စိတ်ကိုတည်ပေးပါကိုယ်စိတ်ကိုတည်ပေးပါသုံးခါထပ်ပြောတယ်ဒါဆို ကိုယ်စိတ်ကိုဘယ်လိုသိရမလဲလို့မင်းရင်ရှေးစိတ်ကိုနောက်စိတ်နဲ့သိပြပါအဲ့ဒါဆိုရင် စိတ်ငြိမ်မှုအစဖြစ်လာလိမ့်မယ်စိတ်ဟာနှစ်စိတ်ထပ်ပြီးတော့မဖြစ်တဲ့အတွက်ကြောင့်လောဘစိတ်ဖြစ်တယ်ဝမ်းနဲ့မှဖြစ်တာဒေါသစိတ်မကျေနပ်တဲ့စိတ်အတ္တဆန်တဲ့စိတ်ဒိဋ္ဌိစိတ်မာနစိတ်အကုန်လုံးဟာဟရိယဝတ္ထုမှဖြစ်တာမြင်စိတ်ကြားစိတ်နံစိတ်စားစိတ်ယာနာကောင်းစိတ်ဆိုတာကခန္ဓာကိုယ်မှာဖြစ်တာ သို့တော့အဲ့ဒီဖြစ်စေစိတ်တရားယောဂီတို့ဒုက္ခမပေးဘူးဥစဉ်တို့ဒုက္ခမပေးဘူးဥစဉ်တို့ဒုက္ခပေးမဲ့စိတ်ကဝင်းထဲမှာဖြစ်နေတဲ့လိုချင်တဲ့စိတ်မချင်တဲ့စိတ်အတ္တစိတ်မာနစိတ်အဲ့ဒီစိတ်တရားကဥစဉ်တို့ယောဂီတို့အပယ်ချမှာပူလောင်အောင်လုပ်တာဒါကြောင့်ရှစ်မှဖြစ်တဲ့စိတ်ကိုနောက်ကတိစိတ်ဉာဏ်စိတ်နဲ့တိပေးခြင်းအပြင်စိတ်ငြိမ်လာပါလိမ့်မယ်အဲ့ဒါကိုတတိပဌာန် ဘာတိပဋ္ဌာန်လဲလို့မေးရင်စိတ်တာနုပတနာတတိပဋ္ဌာန်စိတ်ကိုကောင်းစွာတည်အောင်ကျင့်တော်အကျင့်ဒါဆိုစိတ်လည်းငြိမ်းလာပါလိမ့်မယ်ကုသိုလ်လည်းအများကြီးရပါလိမ့်မယ်ဩခုလိုမြောက်ရပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာကဲဒီနေ့တော့ဒီလောက်ပါပဲဗျာအဆုံးထိလိုက်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့မှရည်စရာဗီဒီယိုလေးတွေနဲ့ပြန်လာခဲ့ပါမယ်